မြန်မာလေရွေးစင်မျိုးသားဘောလုံးအသင်းဟာ2020ခုအာရှဖလားခြေစစ်ပွဲအုတ်စု E ရဲ့သဒ္ဒပွဲစဉ်ဖြစ်စီးရီးယားအသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ၃ဂိုးကိုမရှိနဲ့ရှုံးခဲ့တာကြောင့်ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်ကုန်သွားခဲ့ပြီဖြစ်ပါတယ်။မြန်မာအသင်းဟာစီးရီးယားအသင်းနဲ့ဒုတိယအကြိုတွေ့ဆုံမှုအဖြစ်အော်တိုဘာလ14ရက်နေ့ညနေ9နာရီကရန်ကုန်မြို့တူဝနာကွင်းမှာရှင်ပြိုင်ကစားခဲ့ပြီးအဓိကကစားသမားတွေဖြစ်ကြတဲ့တန်းပိုင်၊လွင်မိုးအောင်၊ခွန်ကျော်စင်ဟိန်း၊ဆန်းဆက်နိုင် နန္ဒကျော်တို့နဲ့ပွဲထွက်ခဲ့တယ်လို့ပထမအကြော့မှာဒံယာကြောင့်မပါနိုင်ခဲ့တဲ့ခန်းစစ်ကစားမှာတီဟတ်ထက်အောင်နဲ့အတင်းကောင်းဆောင်မမောင်လွင်တို့လည်းပြန်လည်ပွဲထွက်လာခဲ့ပြီးရင်ဆိုင်ခဲ့တာဖြစ်ပါတယ်ပထမပိုင်းမှာခန်းစစ်ကောင်းမွန်ခဲ့ပြီးစီးရီးယားရဲ့တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ဂိုးမရှိတည်ရဖြစ်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ပြိုင်ဘက်အတင်းရဲ့ဒရဇက်တိုက်စစ်ဆင်မှုကိုမြန်မာအတင်းရဲ့ခန်းစစ်ကဘလို့မှတောက်မခံနိုင်ခဲ့ပဲ86မိနစ်85မိနစ်နဲ့ 88မိနစ်တွင်မှအနိုင်ကိုးတွေဇက်တိုက်ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။မြန်မာအသင်းဟာဆီးရီးယားအသင်းကိုနှစ်ကြော်စလုံးမှရှုံးခဲ့တာကြောင့်အုပ်စုရင်းရမှတ်6မှတ်သာရထားပြီးလက်ကျန်2ပွဲလိုမှပဲခြေစစ်ပွဲအောင်ဖို့အတွက်မျှော်လင့်ချက်ကုံသွားခဲ့ပြီဖြစ်ပါတယ်။အုပ်စုရင်းအမှတ်များဆုံးရတဲ့တသင်းထဲသာခြေစစ်ပွဲအောင်မှဖြစ်လို့လက်ရှိမှာရမှတ်12မှတ်နဲ့အုပ်စုပထမနေရာကိုဥဆောင်နေတဲ့ဆီးရီးယားအသင်းဟာဘိုးကွာချားချက်တွေပါအသာရထားတာကြောင့် လက်ကျန်နှစ်ပွဲလိုမှာပဲခြေစစ်ပွဲအောင်ဖို့တေချာသွားပြီဖြစ်ပါတယ်။မြန်မာအသင်းရဲ့လက်ကျန်နှစ်ပွဲကိုတော့လာမယ့်နိုဝင်ဘာလ18ရက်နေ့မှာအာဖဂန်နစ္စတန်အသင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်တယ်လို့2026ခုနှစ်မတ်လ31ရက်နေ့မှာတော့ပါကစ္စတန်အသင်းနဲ့ဆက်လက်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်ခင်ဗျာ။